ာပါရှင်။ Podcast for Hope အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်ရဲ့ဘာသာပြန်ဆောင်မအစီအစဉ်မှာရွေးချယ်ပြောပြရတဲ့ခေါင်းစဉ်ကတော့ဆောင်းပါးရေးတတ်သူ Joshua Costa ရဲ့ Nine Natural Remedies for Chemi Anxiety Without Medication လို့အမည်ရပါတယ်။ဘာသာပြန်ဆောင်မရဲ့ပထမအပိုင်းတင်ဆက်မှုကစိတ်ပြည့်စည်တာကြောင့်ခံစားရတဲ့ဝေဒနာတို့အကြောင်းသိခဲ့ပြီးကြပါပြီ။ အခုဒုတိယပိုင်းမှာတော့စိတ်ဖြည့်စည်ရာပြေပြောင်းမယ်စေးတောင့်စရာမလိုတော့တဘာဝနီလန်ကိုကိုကိုဆက်လက်တင်ဆက်သွားပါမယ်။ကျမ်းမာတုဒ္ဒအဖြစ် နားဆင်ကြည့်ပါအောင်နော်။ Nine natural remedies for anxiety. စိတ်ဖြည့်စည်လှုံ့ရှားခြင်းကင်းစေမယ်တဘာဝနီလန်ကိုကို။ တဘာဝမိနာများကိုလက်တွေ့ကြကြအတုံးချလို့ကိုယ့်ရဲ့စိတ်ပြည့်စုံမှုအတိုင်းတာရောပါစေအောင်အကူအညီပေးပြီးစိတ်ကျမ်းမှလန်းဆန်းတိုးတက်တဲ့လမ်းကိုရှောက်နိုင်ကြောင်းယူအတော်များများတည်ကြပီးသားဖြစ်ပါတယ်။တဘာဝနီးလန်းအကူအညီများရာနဲ့နေတိုင်းမှာစိတ်ပြည့်စုံမှုကြရတဲ့ဝေဒနာတက်တာပြောက်ကင်းသွားသူအများအပြားရှိကြောင်းနဲ့အချက်လက်ရာ ထောက်ပြပြောပြနိုင်ပါတယ်။ဒါပေမဲ့ချင်းချက်အနေနဲ့ပြောချင်တာကတော့တချို့သောအခြေအနေတွေမှာတဘာဝနီးနာတစ်ခုတည်းနဲ့ကိုယ့်အတွက်လုံလုံလောက်လောက်အလုံးမဖြစ်လို့စိတ်ပင်ပန်းဖြစ်စီခြင်းတို့မပြောက်ပြက်မယောပါးစေနိုင်တာလည်းရှိတတ်ပါသေးတယ်။ တကယ်လို့များကိုယ့်ရဲ့စိတ်ပြစီရခြင်းကိုရှောင်ရှားနိုင်မှု၊ကိုင်းတွယ်ဖယ်ရှားနိုင်မှု၊တဘာဝနီလန်းတို့နဲ့မလုံလောက်ခဲ့ဘူးဆိုရင်တော့စိတ်ပြစီခြင်းကုထုံးကိုနီလန်းတကြပြတာညွန်ပြပေးနိုင်မယ်။စိတ်ပညာရဲ့စေးပညာကျွမ်းကျင်သူတွေတိုင်ပင်ဆွေးနွေးပြောပြဖို့ဦးစားပေးဖြစ်တယ်ဆိုတာတော့မမေ့ရပါဘူးเนาะ။စိတ်ပြစီမှုကိုဖယ်ထုတ်ရှင်းလင်းဖို့အကြံပြုချက်တောင်းခံတာဟာရှက်ရကြောက်ရမယ့်ကိစ္စမဟုတ်တာမို့လို့စိတ်ချမ်းသာမှလည်းကိုယ်ချမ်းသာခြင်းကိုအရာယူပိုင်ဆိုင်နိုင်မှာ ါကိုတတိယပေးတင်ပါတယ်အခုဒီမှာဆောင်းပါးရဲ့ပြင်ဆက်မှုအနှစ်ချုပ်ဖြစ်တဲ့စိတ်ပစ္စည်းမှုရောပါတတမဲ့တဘာဝနီလန်ကိုချက်ကိုတစ်ချက်ချင်းစီနားဆင်ကြရအောင်ပါနံပါတ်1 limit caffeine intake ကဖိန်းဓာတ်ကိုကန့်တန့်သုံးစွဲပါကဖိန်းဓာတ်ကတို့ရဲ့အတွက်လှုံရှားတက်ကြောင်းမှုပေးသူပါ စိတ်ပစ္စည်းမှုလို့ဆိုရဲ anxiety ဆိုတာကလေပဲစိတ်ပိုင်းဆိုင်ရာမှာ အလွန်အမင်းတက်ကြွလှောက်ရှားတဲ့စိတ်အခြေအနေတစ်ခုဖြစ်လို့နေပါတယ်။ဒါကြောင့်တူတူယောက်မှာကက်ဖိန်းပါတဲ့စားဝယ်ရာကိုရယူတောက်သုံးခြင်းဟာစိတ်ပစ္စည်းလှောက်ရှားရခြင်းနဲ့ဆက်နွယ်နေတာဖြစ်လို့သူ့ကိုကင်တွယ်ဖြည့်ရှင်းရမှာကက်ဖိန်းဓာတ်ကအဟန့်အတားအရှုပ်ထူးတဲ့ပွဲဖြစ်စေနိုင်ပါတယ်။ သူတေသနာတချို့ကိုညွှန်ပြရရင်တော့ကော်ဖီမြန်းမြတောက်သုံးတဲ့အမျိုးသားတို့မှာကက်ဖင်းဓာတ်ကြောင့်စိတ်ဖိစီးရခြင်းကိုပိုလို့မြင့်တက်လာစေကြောင်းတွေ့ရှိထားပြီးတော့အမျိုးသမီးများမှာတော့တက်ရောက်မှုမရှိပါဘူးလို့ဆိုပါတယ်။နောက်ထပ်အထိပ္ပယ်ပြောင်းပြန်ပြီးတဲ့သူတေသနာရလက်များရဲ့အပြောအရမှာတော့ကက်ဖင်းဓာတ်နည်းနည်းပပတောက်သုံးတာဟာစိတ်ဖိစီးမှုကိုလျော့နေစေနိုင်မှာကြောင်းတွေ့ရတယ်လို့ပြောထားချက်ကိုမြင်ရပါသေးတယ်။ ဆိုရင်ကဖင်းရဲ့အကျိုးသက်ရောက်မှုကလူအလိုက်အခြေအနေကွာခြားနိုင်တာကြောင့်ကိုယ်တိုင်အတွက်ဘယ်အတိုင်းဒါပမာဏကဘယ်လိုပဲပုံတင့်တော်မယ်ဆိုတာကိုဂရုပြုစဉ်ချင်လို့စဉ်းစားဖို့လိုပြီပေါ့နော်ကဖိရဲ့အကျိုးသက်ရောက်ပုံသက်ရောက်မှုကလူတအူးချင်းစီအပေါ်မှုတည်လို့တိတာကွဲပြားတဲ့သက်ရောက်မှုလိုရှိနေတာဖြစ်လို့ တကယ်လို့များကိုဟာကော်ဖီတောက်ပြီးတဲ့နောက်တနင်္ဂနွေကနှစ်နာရီအတွင်းမတောက်ခင်အရင်အချိန်ကထက်ပိုလို့စိတ်လှုပ်ရှားလာတယ်။စိတ်လှုပ်ရှားမှုအစဉ်တုံတုံရီရီတိတိတသာပြောင်းလဲမြင့်တက်နေတယ်လို့ခန်းစားမိခဲ့ရင်တော့နောက်တစ်ချိန်မှာကက်ဖိန်းဓာတ်ပါတဲ့ကော်ဖီကိုတောက်သုံးလို့မျိုးဆိုရင်စောစောကကက်ဖိန်းပမာဏနဲ့စာရင်ပြင်အားနည်းနည်းလျှော့ချစေပေါ့နော်။ ဒီလိုကဖိန်းပြင်းအားများတဲ့ကော်ဖီရေခက်ပြင်းပြင်းကိုသူကြီးတည်တံ့တောက်တုံးတော့နည်းစီပြီးရဲ့နောက်မှာတော့ကိုယ့်ရဲ့စိတ်လှုပ်ရှားလို့နေတာပါးလျစေနိုင်သလားဒီအချက်ကိုလက်တွေ့စမ်းကြည့်လို့ရတာပေါ့ အရေးကြီးတာကတော့ကိုရိုင်းရဲ့ကိုခံအားပြောင်းလဲဖြစ်နေပုံနဲ့ကိုရင်းတံပြန်တုတ်ပြန်အားကိုနားလည်နေရမှာပေါ့တချို့လူတွေမှာကဖေးနည်းနည်းလေးတောက်ပြီးမဲ့သူ့စီမှာနေထိုင်ရခက်တုံ့လှုပ်တလို့စိတ်လှုပ်ရှားလွန်းတာညံ့များဖြစ်ပေါ်တတ်ပြီးတော့တချို့လူတွေမှာတော့ကဖေးရဲ့ထက်သက်တီကြောင့်စိတ်သက်သာရာတက်တာကြောင့်ကိုရစေပါတယ်ဒါကြောင့်ကိုအတွက်ကဖင်းတက်တစ်တော်ရဲ့ပမာဏတစ်ခုကဘလောက်ရှိတယ်လဲဆိုတာကိုကိုတိုင်းကိုကြာရှာဖွေထားရပါမယ်။ နံပါတ်2အချက်မှာတော့ use aromatherapy to relax ငနကုထုံအသုံးပြုလို့စိတ်အေးချမ်းစေပါမယ်။တို့ရဲ့လူကိုခန္ဓာမှာတက်တောင့်တက်တာဖြစ်တဲ့ခံစားမှုရဖို့အတွက်အထူးအရေးပါတဲ့အခန်းကဏ္ဍအဖြစ်ယနေ့စွမ်းအားခန္ဓာကိုထည့်သွင်းမိတတ်ပါတယ်။ယနေ့အာယုံကတခြားတခြားသောကုခန္ဓာအာယုံခံအစိပ်ပိုင်းတို့နဲ့နှိုင်းယှဉ်ရင်အုံနောက်ရဲ့အစိပ်ပိုင်းတို့နဲ့ဓာတ်ရိုက်ဆက်သွယ်လို့အာယုံခံနိုင်စွမ်းအားကိုပိုမြင့်စေလိုပါပဲ။ လစ်လို့ဖွယ်ရင်နဲ့မူးမွေးစီရနေပြီးတဲ့အမွေးအကြိုင်လက်ဆက်တာလမ်းဆန်းနာတော့အပေါ်တီးမိလို့တို့ရဲ့အုံနောက်နဲ့ချိတ်ဆက်လို့အလုံးလုံးနေပါပြီရင်နဲ့တင်းတင်းသို့မဟုတ်ရင်နဲ့ကောင်းတစ်ခုခုကိုရယူပိုင်းဆိုင်လိုက်တဲ့တို့ရဲ့အုံနောက်ကအချက်ပြလုံငယ်လေပတ်လုံဆောင်အားကောင်းလာပြီးဘေးပဝန်ကျင်မှာရှိတဲ့တည်င်းအချက်လက်တို့ကိုလွယ်လွယ်နဲ့ကောက်ယူနိုင်ဖို့တိဆောက်ရယူနိုင်စွမ်းနဲ့ဘယ်သို့ဘယ်ပုံပြန်လည်တုတ်ပြန်ရမလဲဆိုတာကိုဆုံးဖြတ်နိုင်စွမ်းလာပြီလို့ဆိုရပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်ကို့အနေနဲ့စိတ်ပြည့်စည်နေခြင်းဖြစ်တယ်ပဝန်းကျင်အနံ့အသက်ရတာကိုလည်းအနံ့အသက်မကောင်းဘူးလို့တွေးထင်မိခဲ့မယ်ဆိုရင်တော့မဖြစ်သေးတဲ့အနေရတစ်ခုခုများကိုယ်စီကြုံလာတော့မလားရေလို့ကြောက်လန့်စိုးထိတ်စိတ်တို့ခိုအောင်ဝင်ရောက်လာစီပါတော့တယ်ဒါကြောင့်မို့လူနဲ့စိတ်ကိုတက်တောင့်တတာဖြစ်စေမယ်ယနံတင်းတင်းမှွေတွေတွေရဖို့ကိုယ်ပင်နာမှာဖန်တီးပြီးစိတ်အေးချမ်းစီရဲ့ယနံထုံထုံခံစားအာရုံယူပေးပါ ကိုအတွက်ချင်းချောင်းမှုဆန်ဆန်ထိတ်လန့်အားငွေပေးတာကောင်းပြီးတော့အနေရဖြစ်ပြီးလို့အထင်ရောက်စေတဲ့မကောင်းတဲ့အနှံ့အသက်တွေကိုဗီနာကနေဖယ်ရှားလိုက်ပါပြီးရင်စိတ်နဲ့ကိုယ်အတွက်ငြိမ်သက်အေးချမ်းပြီးတော့လို့တက်တောင့်တတာဖြစ်ရတယ်လုံခြုံတဲ့ရုံဝန်ပေးနိုင်တယ်လို့ခန်းစားရစီမဲ့ရင်းနဲ့မူမူများနဲ့အစာထိုးဖြစ်စီပေးနိုင်လို့ဆိုရင်တော့စိတ်ပင်ပန်းတင်းကျပ်နေရတာတော့ကြော်မှားတတာစင်ပါပဲဖြစ်ပါတယ် ယနေ့တင်းတင်းမှုမှုကကိုယ်အတွက်စိတ်အာရုံနှမ်းဆန်းခြင်းပြီးမဲ့ထွက်ပေါက်တစ်ခုဖြစ်လို့နေနိုင်ပါတယ်။သူတေသနာအရာပြောကြမယ်ဆိုရင်တော့တချို့တချို့သောယနေ့ပြင်းပြင်းပေးတဲ့ပန်းကလေးဥပမာနှင်းစီအနံ့တင်းတင်းကိုကိုကမြများပြပြနှစ်နှစ်ချိုက်ချိုက်ရှူဆိုင်ပေးလိုက်တဲ့အခါမှာတော့စိတ်ပင်ပန်းတင်းကျပ်နေတဲ့သူများအတွက်အခုချက်ချင်းကိုပဲအတိုင်းတာတစ်ခုထိရော့နေပပျောက်လာတာကို တွေ့ရပါတယ်နော်။ နံပါတ်3အချက်မှာတော့ try poverty or supplements ဆေးပစ္စည်းသက်သာစေမယ့်ဆေးဘက်ဝင်လက်ဖက်ရည်နဲ့အာဟာရဖြည့်စွက်စာကိုယ်စီမှာစိတ်ရှုပ်ထွေးမွန်းချက်ခြင်းတို့များနေပြီလို့ထင်မိတဲ့အခါမျိုးမှာခက်နွေနွေဆေးဘက်ဝင်လက်ဖက်ရည်တစ်ခွက်တောက်သုံးပြတာကစိတ်ရှုပ်ထွေးလျော့စေရဲ့အကူအညီတစ်ခုဖြစ်လို့နေနိုင်ပါတယ်တိတ်ဆိတ်အေးချမ်းနဲ့ငြိမ်ငြိမ်သက်သက်ပတ်ဝန်းကျင်ကိုအရင်ရအောင်ရှာပါ ြီးရင်ဒီလိုတက်တောင့်တက်တာဖြစ်တဲ့နေရာမှာဖြည်းဖြည်းအေးအေးထိုင်လို့နှွေးတွေတွေလက်ဖက်ရည်တစ်ခွက်တောက်သုံးကြည့်ရဆိုရင်ပဲကို့အတွက်စိတ်ကြည်လင်လာတာရှုပ်ထွေးတဲ့အတွေးလှုပ်လှုပ်တို့ငြိမ်သက်လာတာနဲ့တောက်သုံးနေတဲ့လက်ဖက်ရည်နှီးနှွေးရဲ့ကို့အတွင်းထဲစိတ်ဝင်ပြန့်နှံ့လာတဲ့ထွေးပွေမှုကို ခံစားသိရှိရပါပြီ။လက်ရှိမွန်းချက်နေတဲ့စိတ်အစဉ်ကို ထွက်ပေါက်ပေးလို့ပြေလျော့နိုင်ပါပြီ။ စိတ်ဝင်လင်းချိန်မှာဆေးဘက်ဝင်လက်ဖက်ရည်ခက်နွေနွေတစ်ခွက်တောက်တုံတာနဲ့မွန်းချက်ချင်းတို့ပပျောက်တတ်တာစီတာအကောင်းဘက်ဆောင်နဲ့ချိတ်ဆက်မှုကိုကြာတာပါတယ်။ဒါ့အပြင်သူတေသနာလေးလာစမ်းစစ်မှုများစွာကလည်းပဲအတီးပြုတ်ချက်တွေထောက်ပြပေးထားပါတယ်။ Harvard D တစ်ခွက်ပြင်ဆင်ရတာကအိမ်တွင်းမှာတင် မခက်ခဲပဲလုံးရလွယ်ကူတာပေါ့အိမ်တွင်းကုထုံတစ်ဖြစ်နဲ့တင်စားပြောလို့ရတဲ့လက်ဖက်ရည်ခက်နွေနွေတစ်ခွက်ကနေကိုရောစိတ်ပါတတ်တာအေးစင်းမှုရလာစီပြီးစိတ်တင်းကျပ်နေတာတို့ကိုရေနွေးငွေ့ပူပူနဲ့အတူဖဲထုတ်ရှင်းတန်းကြည်နေစီမှာဖြစ်ပါတယ် လေးလာဆန်းစစ်မှုတို့ရဲ့အချက်လက်တွေကဒီလိုပြောပါတယ်။ဆေးဘက်ဝင်လက်ဖက်ရည်ဟာဘယ်တီတောက်တုံးပေးခြင်းဟာစိတ်ပြည့်စည်မှုခံစားရခြင်းရော့ပါပပျောက်စေမှာနဲ့ဆက်ဆက်ပါကြောင်းအထူးအဖြစ်ရွေးနှုတ်တင်ပြနိုင်ပါတယ်။တခုထောက်ပြစရာအကြားလက်ရှိတဲ့အချက်အနည်းငယ်ကတော့ဒီလိုစိတ်ပြည့်စည်ခြင်းရှော့ပြီးမဲ့ဆေးဘက်ဝင်လက်ဖက်ရည်ဟာဘယ်တီတောက်တုံးခြင်းသူတေသနာလုံဆောင်ချက်တို့ဟာသူတေသနာလုံနေတော့အချိန်အတွင်းမှာစမ်းသက်အသုံးပြုတဲ့လက်ဖက်ရည်အမျိုးအစားနဲ့ဒီစမ်းသက်ချက် က်အတွင်းပါဝင်တဲ့သူများရဲ့လူမှုအဖွဲ့အစည်းအကန့်အသတ်တွေပေါ်မူတည်ပြီးကန့်သက်ချက်တို့ရှိတတ်ပါတယ်။လူမျိုးမတူ၊လက်ဖက်ရည်အမျိုးအစားမတူရင်စမ်းသက်ချက်ရလက်ပြောင်းနိုင်တဲ့ဒီလိုဆိုပါရယ်။ချွင်းချက်ရှိကြောင်းထောက်ပြရပြီးမျိုးသူတေသနာစမ်းသက်ချက်တို့ကနေပြပေးတဲ့အချက်လက်တို့ပါဆိုရင်ဆေးဘက်ဝင်လက်ဖက်ရည်ချမ်းတောက်သုံးခြင်းကလူရဲ့စိတ်မုန်းချက်ခြင်းအာရုံစင်လာဖို့ထင်ရှားသိသာတဲ့ရလက်ကောင်အများကြီးရှိရအောင်ထောက်ပြပါရယ်။ဥပမာအဖြစ် လေဗန်ဒါဆေးဘက်ဝင်လက်ဖက်ရည်တောက်တုံးပြခြင်းဟာဆိုရင်အသက်ကြီးပိုင်းသူများရဲ့စိတ်ဖိစီးမှုကိုထိထိရောက်ရောက်သက်သာစေနိုင်တာပါလို့အချက်လက်နဲ့တကွာသူတည်တနာရလက်တခုကပြသထားပြီးသားဖြစ်ပါတယ်ဒါအပြင်မှာအသက်အရွယ်ရသူတွေအတွက်ခြောက်မုံမိုင်းလက်ဖက်ရည်တစ်ခွက်တောက်သုံးပေးတာဆိုရင်စိတ်ပြည့်စည်မှုန်းချက်ခြင်းဝေဒနာတို့ကိုလွှမ်းမိုးအနိုင်ယူပြီးစိတ်ကြည်လင်နှမ်းဆက်မှုပေးပါတယ်လို့သုတေသနရလက်အစဉ်အဆက်များပြုလုပ်ရတာလည်းတွေ့ရှိထားပြီးပဲဖြစ်ပါတယ်။ ။နံပါတ်၄အချက်ကတော့ practice deep breathing စိတ်ပြည့်စည်သသာဖို့ခက်ပြင်းပြင်းအသက်ရှင်သွင်းမှုကိုလေ့ကျင့်ပါ။စိတ်ပညာရှင်များနဲ့စိတ်ကုထုံကျွမ်းကျင်သူများ recommend ပေးထားတဲ့ breathing technique အသက်ရှူနေခြင်းတို့ကိုကြည့်ကြရအောင်ပါ။ စိတ်ရှုပ်ထွေးမွန်းချက်ရတာရောနေတတ်တာလို့စိတ်ကြည်လင်စေပုံမှာအသက်ရှူသွင်းရှူထုတ်အသက်ရှူနှိမ့်တာနှိမ့်တရတော့အပေါ်မှာဒီဇိုင်းမမတ်လိုက်နာလှုပ်ဆောင်ကြည့်ဖို့အကြံပြုတတ်ကြပါတယ်ပထမဆုံးအသက်ရှူနှိမ့်တစ်ခုကိုအသက်ပြင်းပြင်းရှူသွင်းတဲ့ diaphragmatic breathing လို့ခေါ်ပါတယ်ဝမ်းမိုက်အလေပိုင်းမှာရှိတဲ့ရင်ဝမ်းချကြွတားနေရမှုခြိုက်ဝင်သွားတဲ့အထိကိုခက်ပြင်းပြင်းလေရှူသွင်းစေတာပါ။ ဒီလိုအသက်ခက်ပြင်းပြင်းရှူသွေးတာရဲ့အကျိုးကျေးဇူးတစ်ခုကခန္ဓာကိုယ်အတွင်းမှာစိတ်ပိစီမှုဒဏ်ကြောင့်မြင့်တက်လာတဲ့ဟော်မုန်းတစ်ခုဖြစ်တဲ့ကော်တီဇောပမာဏကိုတိတိတသာညှော်နေစေနိုင်ပါတယ်။နောက်ထပ်စိတ်ပင်ပန်းဖြစ်စီမှုရောကြစေခြင်းကိုထိရောက်မှုမြင့်မားပါကြောင်းသုတေသနပြုလုပ်လို့ဖော်ပြထားတဲ့အသက်ရှူနည်းလမ်းတစ်ခုကိုတော့ bounce breathing လို့ခေါ်ပါတယ်။ ဒီနီးလန့်ရဲ့အဓိကအချက်ကတော့အသက်ကိုပြပြဝဝရှူဆိုင်နိုင်တယ်ပြီးရင်လေပြန်ရှူမထုတ်ခင်ခဏမှာနမက်စင်ရည်တွက်လို့အချိန်ခဏထိန်းထားပေးမယ်လေပြန်ရှူထုတ်တာနဲ့အဆင့်ဆင့်တိုင်းမှာနမက်စင်ရည်တွက်တယ်လို့လေအထိရည်တွက်နိုင်မယ်စတာကိုလုပ်ကြည့်ရပါတယ်ဒါကိုအလွယ်မှတ်မယ်ဆိုရင်တော့အသက်ရှူပါ1234လေးချက်ရည်တွက်ရပါမယ်။လေးရှူသွင်းတာတော့မှအသက်ရှူအောင်ထားပါ။ ်အသက်ရှူမထုတ်သေးပဲထိန်းထားတဲ့အချိန်ကို1 2 3 4လေးချက်ရေထွက်ပါမယ်။လေးချက်ပြည့်ပြီဆိုအသက်ရှူထုတ်လိုက်ပါ။အသက်ရှူထုတ်ချိန်မှာလည်းပဲ1 2 3 4 4ချက်ရေထွက်ပါမယ်။ပြီးရင်အသက်ရှူထုတ်ပြီးတဲ့နောက်နောက်တစ်ချိန်လေးရှူသွင်းတာမလုပ်ခင်ကိုခဏထိန်းထားပါ။ဒါကိုလည်းပဲ1 2 3 4 4ချက်ရေထွက်ပါမယ်။ ဒီအစီအစဉ်အတိုင်းထပ်မံထပ်မံလို့လုပ်ဆောင်ပါတယ်။နမတ်စဉ်အချက်ရွေးတက်လို့အသက်မမှန်ရှူစီဖို့ရည်ရွယ်တဲ့ box breathing အသက်ရှူသွင်းရှူထုတ်နည်းလမ်းဟာဖြည်းဖြည်းမမှန်လုံဆောင်ကြည့်ရတဲ့အခါမှာတော့ကိုယ်အတွက်စိတ်ပြန့်လွင့်ရတာတွေကိုတက်တာစီပြီးအုံနှောက်နဲ့ကိုယ်ခန္ဓာငြိမ်သက်တိတ်ဆိတ်အေးချမ်းရာနေမြေတစ်ခုစီကိုပို့ဆောင်ပေးနိုင်တာဖြစ်ပါတယ်။နံပါတ်5အချက်ကတော့ meditation and mindfulness ်စိတ်ပင်ပန်းမှုပြေပြောက်စေမယ်တိတ်တဆိတ်စူးစမ်းခြင်းဒါမှမဟုတ်တရားထိုင်ခြင်းလို့ခေါ်တယ် meditation နဲ့သတိပြုခြင်းဆိုရယ် mindfulness meditation ဆိုတာကိုမြန်မာဘာသာပြန်လိုက်တဲ့စလုံးမှာတရားထိုင်ခြင်းလို့အနက်ဖွင့်ပါတယ်ဒါမှမဟုတ်တိတ်တဆိတ်စူးစမ်းခြင်းလို့လည်းအနက်ဖွင့်ပါသေးတယ်နောက်တစ်ခုဖြစ်တဲ့ mindfulness ဇလုံးကိုတော့တတိကတ်ခြင်းလို့အနက်ဖွင့်ကြပါတယ်နော် meditation and mindfulness နည်းလမ်းနှမျိုးစလုံးကစိတ်ပင်ပန်းဖြည့်ဆည်းနေတဲ့ခံစားမှုတွေကို အားနည်းပပျောက်စေနိုင်ကြောင်းပါတဲ့ဒီအတီးပြုချက်ကိုသူတေသနာများစွာတဲ့ကတချို့ တချို့သောသူတေသနာရလက်တွေကထောက်ပြလို့ပြသထားပါတယ် meditation and mindfulness ဆိုတဲ့နည်းလမ်းတစ်ခုစလုံးမှာ နေကျင်တိဆောက်လို့ကျင့်ကြံကြတဲ့သူတွေမှာစိတ်မတည်ငြိမ်ခြင်းတွေရောနေအပြော့လာပါကြောင်းကျင့်ကြံကြသူတွေကိုယ်တိုင်ကိုယ်ကျတည်ကြတဲ့လောက်ကြုံကြိုက်ကြပါမယ်လို့စေတိတ်ပံပညာရဲ့နေပဲအတွင်းကဘောင်းအတိုင်းတာနဲ့တိုင်းတာကြတဲ့အခါမှာတော့ လူအလုံးရဲ့စိတ်ဖြစ်စီခြင်းတို့ကိုပယ်ဖြတ်ပေးနိုင်ကြောင်းတည်တည်ကြကြကိန်းငနဲ့ဒေတာများစွာနဲ့ထောက်ပြမှုအတွက်မှာတော့စိန်ခေါ်ချက်အပြည့်ရှိလိုနေစေပါ။နောက်ထပ်သုတေသနအချက်များစွာလိုအပ်နေကြောင်းထောက်ပြနေစေပါပဲ။ ဈေးဘက်ဆိုင်ရာသုတေသနစနစ်အတွင်းလေ့လာချက်မှာတော့ data အချက်အလက်ထောက်ပြခြင်းနဲ့အကဲဖြတ်လို့ရလက်ထုတ်ကြရတာမဟုတ်လို့ကိန်းငင်းတဲ့ဆိုင်ရာမှာအခက်အခဲရှိနေစေဖြစ်လို့ထပ်မံလုံဆောင်ရမယ့်သုတေသနရလက်များလိုအပ်ပါတယ်ဆိုကြပါတယ်။ လူအချို့ကတော့ meditation and mindfulness practice တရားထိုင်ခြင်းနောက်တစ်မျိုးအ내အတိတ်ပဲဖွင့်လာမှာတော့တိတ်တဆိတ်စူးစမ်းခြင်းနဲ့တတိကက်ခြင်းလမ်းစဉ်မျိုးကျင့်ကြံရတာနေဒီသူတဦးတယောက်ရဲ့ကိုယ်ပိုင်လက်တွေ့အတွေ့အကြုံအဖြစ်စိတ်ပင်ပန်းမှုအတိုင်းအတာတွေယောနေလာတာနဲ့စိတ်အစဉ်ဟာအကောင်းဘက်ဆောင်ကျင်းပေးနိုင်တဲ့စိတ်တက်အင်အားအဖြစ်တိုးတက်ကောင်းမွန်လာခြင်းမျိုးကိုခံစားရရှိကြောင်းပြောပြကြပါတယ် mindfulness ဆိုတဲ့အခြေခံစိတ်ကုထုံများအပေါ်သုတေသနလုံဆောင်လို့စုပေါင်းသုံးသက်ချက်ထုတ်ပြန်ပြီးရဲ့ meter study တစ်ခုမှာဆိုရင်တော့တတိကက်ချင်းနီးနာနေတဲ့အကျင့်သုံးသူများရင်နဲ့သူတို့ရဲ့စိတ်ပြည့်စုံမှုအတိုင်းတာယောနေအပြော့လာခြင်းအကြာနည်းနည်းတိတာထင်ရှားတဲ့ဆွတ်နေမှု ရှိပါကြောင်းပေါ်ပြပါတယ် ်ဒါအပြင်မှာတရားထိုင်ခြင်းလို့တဖန်ဆိုရဲ meditation ကိုစိတ်ဖြစ်စီပပျောက်ရေးကုထုံအဖြစ်အသုံးပြုခြင်းအပေါ်တုတေသနအချက်လက်များကိုစူးပေါင်းသုံးသပ်ထားတဲ့ matter analysis တခုမှလည်းပဲအကောင့်ဘက်သို့ပြောင်းလဲပါကြောင်းပြတာတဲ့ရလက်များကိုတွေ့ရှိရပါတယ်။ဒါပေမဲ့နောက်ဆုံးသောတုတေသနစမ်းသပ်ချက်တခုကအတိပြုတာမှာတော့ဒီနိလန့်တို့ဟာ လူရဲ့စိတ်မကြည်မလင်မွန်းချက်ရှုပ်ထွေရခံစားမှုများကို ရောပါသက်သာစေနိုင်ပေမဲ့လည်းစိတ်ပိစီမှုရောဂါဝေဒနာအဖြစ်ခံစားနေရတဲ့အခြေအနေများအတွက်မှာတော့ဆေးဘက်ဆိုင်ရာအရာထိရောက်တဲ့တိုးတက်မှုရနိုင်ဖို့ထပ်မံလို့သုတေသနအချက်များလိုအပ်နေပါကြောင်းဖော်ပြထားပါတယ်။နံပါတ်6အချက်ကတော့ exercise daily စိတ်ပိစီရောဖို့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ အိမ်တွင်းကုထုံတွေအားလုံးတွေကတို့ရဲ့စိတ်ပြည့်စည်ရခြင်းကိုဂျောပါတက်တာဈေးနိုင်မှုရဲ့အထည်ရောက်ဆုံးလည်းဖြစ်စိတ်ပညာရှင်တို့အပြောများအညွန်ကြားဆုံးလည်းဖြစ်တဲ့နီးလန်းကတော့နေတိုင်းနေတိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့ပါပဲမေယိုကလင်းနစ်ကအဆိုအရလေ့ကျင့်ခန်းလုပ်တာဟာတို့ရဲ့စိတ်ကြည်ရင်စေသောဓာတ်တဘာဝတစ်ခုဖြစ်တဲ့ endorphins ဟော်မုန်းခန့်မြန်းများကိုခန္ဓာကိုယ်ရဲ့အနေထုတ်ပေးနိုင်ပါတယ်ကိုယ်စိတ်ကိုပိုင်နိုင်လို့ဥတီရမပြောက်စေဘူး ိုကိုကိုယုံကြည်မှုတိုးမြင့်စေတယ်။ကိုရဲ့လူမှုဆက်ဆံရေးနဲ့ပဲအတွက်လည်းအားအင်ပြည့်စေပါတယ်။ဒီလိုချက်တို့နဲ့တို့ရဲ့စိတ်ပြည့်စုံမှုတွေကိုညှော်နေစေတာလို့ဆိုထားပါတယ်။တကယ်လို့များကိုကနေတိုင်းနေတိုင်းနေချင်းငယ်ယူဖို့အချိန်မရဘူးဆိုပြရင်တော့နေတိုင်းလောက်တာတဲ့ဆိုင်ရင်နေချင်းငယ်လောက်တဲ့အချိန်နေသွားပြီမယ်လို့တပတ်မှအနည်းဆုံး၅ရက်ကိုတော့ကိုလက်လှုပ်ရှားနေချင်းငယ်လှုပ်ပေးဖို့ရံအကြံပြုပါတယ် ်စိတ်ဖြစ်စီရာစိတ်မကြည်လင်တာတို့ကို နေရာမပေးမိဖို့အတွက်နေ့ကျင်ငယ်လုံတာနဲ့အစာထိုးနေရာယူထားသင့်ပါတယ်ဒီလိုအိမ်တွင်းမှာပဲလွယ်လွယ်ကူကူပေါ့ပေါ့ပါပါလိုက်လုပ်လို့ရတဲ့နေ့ကျင်ငယ်တို့ကိုတစ်နေ့နဲ့တစ်နေ့စဉ်ဆက်မပြတ်လုပ်ပေးတာကကိုယ့်ရဲ့နေ့စဉ်ဘဝစီရာ စိတ်ရှုပ်ထွေးရတာတွေကိုပယ်ပြီးဖို့ထိရောက်အောင်ထိမ့်ပီးထားနိုင်တဲ့နည်းလမ်းတစ်ခုဆိုရင်လည်းမမှားပါဘူးနံပါတ်9အချက်မှာတော့ use journaling to process things မှတ်စုရေးခြင်းဖြင့်စိတ်ဖိစီးမှုကို gain တွေပါကိုယ့်ရဲ့စိတ်ဖိစီးမှုကို gain တွေဖို့အတွက် ကိုယ်ပိုင်မှတ်စုရေးခြင်း journaling လုပ်တာဟာရှေ့ကတည်းကလက်တွေ့အသုံးချလာခဲ့ကြတဲ့အသုံးဝင်နည်းနာတစ်ခုပါ စိတ်ပြည့်စုံမှုများနေတဲ့အချိန်ကာဆိုသူရဲ့အုံနောက်ကလှုပ်ရှားလွန်းတဲ့စိတ်ခံစားမှုများကိုအပြန်အလှန် fighting ပြေးရတာဖြစ်နေတော့ဖြစ်ရက်တစ်ခုလိုတစ်ခုစီတစ်ခုစီခွခွဲကြကြမကွဲပြားတော့ပဲရှင်းလင်းတိကျတိကျဖို့ပိုင်းဖြတ်လုဆောင်နိုင်ခြင်းအားနည်းနေပါတော့တယ်။ ဒီလိုမတည်ငြိမ်တဲ့စိတ်ခံစားမှုများနဲ့ရှုပ်ထွေးနေရတတ်ကြတဲ့ဖြစ်ရပ်များကိုတသက်စီမှတ်မိနေအောင်ကိုကိုယ်ပိုင်မှတ်စုရေးထုတ်ထားခြင်းဟာတို့ရဲ့အုံနောက်ကိုဖြည်းဖြည်းအေးအေးနှင်းနှင်းလေးလေးအနေထားပြန်ရလာစေပြီးကိစ္စတစ်ခုချင်းတစ်ခုချင်းစီကိုပြီးမြောက်အောင်ခွဲခြားလုံဆောင်နိုင်စေပါတယ်။ ။အစာပိုင်းမှာတော့မတ်စုရေးခြင်းကစိတ်ခံစားမှုများကိုပိုမိုပြင်းထန်သလိုလို ရှိပေမဲ့လည်းရေရင်ရင်ရင်ကျင့်သားရလာပြီဆိုတဲ့အခါမှာတော့ကိုယ့်ရဲ့စိတ်အေးချမ်းမှု resolution ကိုဘယ်လိုရှာဖွေသင့်လဲပြီးတော့စိတ်လွတ်မြောက်မှုလို့ဆိုတဲ့ catharsis ကိုဘယ်လိုဘယ်ပုံရယူနိုင်မလဲဆိုတာကိုယ်တိုင်ကိုကြသိယူလာနိုင်ပြီဖြစ်ပါတယ်။ ပုံမှန်မှတ်စုရေးသားခြင်းကနေစိတ်ပိစီမှုမြင့်တက်နေတာကိုယောနေတက်တာတာသို့မဟုတ်ခံစားချက်ပိုလို့ပြင်းထန်များပြားလာမှာကိုကာကွယ်တားဆီးဖို့ရမှာကူညီပါတယ်။တယောက်နဲ့တယောက်တက်ရောက်မှုကတော့လူတဦးချင်းစီရဲ့အကြိုက်အပေါ်မှုတည်လို့တတ်သမတ်တဲတူပါလိမ့်မယ်လို့မပြောနိုင်ဘူးပေါ့နော်။လေးလာဆန်းစစ်မှုတချို့မှာဆိုကြတာကတော့မှတ်စုရေးခြင်းကိုအခုလိုမှတ်စုစာအုပ်ရှာစရာမလိုတော့တဲ့ဒီဂျစ်တယ်ခေတ်စီကိုရောက်ဖို့မှာ တစ္ဆန်းနဲ့နီလန်းတို့နဲ့ကြိုးပမ်းကြလို့ကိုယ့်ရဲ့ကိုယ်ပိုင် private online ပုံမှာနေမယ်စိတ်ပြည့်စည်ခြင်းကိုဖြည့်တာဖြောက်ပစ်ဖို့အကောင့်ဘက်ဆောင်နဲ့အခြေခံမှတ်စုရေးခြင်း online positive effect journaling နဲ့ဖြည့်ရှင်းလို့ရအောင်လို့စမ်းသပ်ကြည့်ထားပါတယ်နော်စိတ်ပြည့်စည်မှုကိုကင်တွယ်ဖြည့်ရှင်းမှုရည်ရွယ်လို့ ဂျာနယ်ဆိုတဲ့မှတ်စုမှတ်ရာရေးသားခြင်းမိနာနေတရားကိုအတုံးပြုစမ်းသပ်ချက်ထုတ်တဲ့သူတေသနာနဲ့စင်တီလိုလိုခက်ဆင်စင်သဘောတရားတစ်ခုကို online PAJ လေ့လာမှုတစ်ခုမှာ online journaling ရေးသားကြတဲ့လူ အတော်များများကဒီ online မှတ်စုရေးရဲ့နည်းလမ်းကိုလုံလောက်တဲ့အချိန်အတိုင်းတာတစ်ခုပေးပြီးသုံးတဲ့နောက်မှာတော့အစဆွဲထုတ်လို့ခက်တဲ့စိတ်ရှုပ်ထွေရမှုလက္ခဏာတွေကိုလျော့ပါလာပါစေကြောင်းအကောင်းဘက်ဆောင်တဲ့အမြင်တိုးတက်လာပါစေကြောင်းသတင်းပေးထားပါတယ်နော်နံပါတ်၈အချက်ကတော့ CBD products စိတ်ဖြစ်စီရောစီနဲ့ CBD ထုတ်ကုန်များလက်တလုံးသုတေသနများနဲ့ခေစားနေတဲ့နန်းစင်များအရာ CBD လို့ခေါ်တဲ့ကန်နဘီနွိုင်းဆေးဘက်ဝင်ဓာတ်သဘာဝတစ်မျိုးကို Cannabis အပင်အုပ်စုနဲ့ Hemp ဆိုတဲ့အပင်များကလည်းထုတ်ယူရရှိပါတယ်။ဒီဆေးဘက်ဝင်စေတဲ့ကန်နဘီနွိုင်းတတိကိုတို့ရဲ့စိတ်ပိစီမှုန်းချက်တဲ့ခံစားချက်တွေကိုပြန်လည်လမ်းဆက်မှုအတွက်အသုံးပြုနိုင်ကြောင်းရည်ရွယ်ပြီးစမ်းသပ်လေ့လာနေကြပါတယ်။ ကနဘီနိုက်ဆိုတဲ့ CBD နဲ့ဆက်လင်းလို့သူ့တေသနာများကိုစူပေါင်းသုံးသပ်ထားတဲ့မီတာ analysis တစ်ခုရမှာတော့ CBD ဓာတ်သက်တည်းဟာစိတ်ဖြစ်စီခြင်းကိုကုသရမှာအထောက်အကူဖြစ်ပွဲရှိကြောင်းပြသပါတယ်။ ဒါပေမဲ့လည်း cannabinoid CBD ဓာတ်သဘာဝကိုဘယ်ယောဂအမျိုးအစားများအတွက်သင့်တော်ပါကြောင်းဝေဒနာရဲ့ဘယ်လိုအခြေအနေများအတွက်အသုံးချကြရမယ်ဆိုတာကိုတော့အသေးစိတ်တိတိကျကျနားလည်နိုင်မှုထုတ်ပြန်ရမှာထပ်ပြီးလုံဆောင်ပေးရမယ်သူတေသနာများစွာလိုအပ်နေပါသေးတယ်။ cannabinoid CBD ဓာတ်သဘာဝဟာဥပဒေအရကန့်သတ်ထားတာဖြစ်လို့သူတေသနာများများပြုလုပ်ပြီးရလက်ကောင်ထွက်ပေါ်ရာအချက်လက်အများများမရသေးပါဘူး။ ကနဘီနိုက် CBD ဓာတ်တဘာဝကို ထုတ်လုပ်ပြီးရဲ့အပင်ဖြစ်တဲ့ hemp အပင်ဟာဆိုရင်အခုကာလအမေရိကန်နိုင်ငံမှာဥပဒေအရခွင့်ပြုထားပြီးဖြစ်တဲ့အတွက်မလို့ဈေးကွက်စနစ်နဲ့ဥပဒေစနစ်တည်ငြိမ်လာတာနဲ့အမျှသူတေသနအသစ်တွေပိုများလာဖို့ရှိပါတယ်ဒါပေမဲ့ CBD ကိုစိတ်ဖြစ်စီမှုခံစားရတတ်တာကိုအသုံးပြုတာဟာဈေးပညာရှင်တွေအကြောင်းမှာအငင်းခုန်ဖြစ်ရလို့မတိကြသေးတဲ့အကြောင်းရလဒ်တစ်ခုအဖြစ်ရှိနေသေးပါပဲ CBD ထုတ်ကုန်တွေကလူအတွက်ထိထိရောက်ရောက်ဘလို့အကျိုးရှိနိုင်လဲဘလို့ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်လဲဆိုတာကိုခြားပြတိုင်းတာဖို့အတွက်မှာတော့ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေကိုပိုပိုပြီးထပ်လုပ်ရအောင်မှာဖြစ်ပါတယ် ဒီနေရာထိမှာစောင်းမစာသားအတိုင်းတင်ဆက်ခဲ့တာပါစောင်းမစာသားမှာကန်နဗီနွိုင်းလို့ခဏခဏထက်ထက်ပြောခဲ့တာမို့လို့ကန်နဗီနွိုင်းဓာတ်တဘာဝအကြောင်းမရင်းနှီးခဲ့ဘူးဆိုရင်တော့ဆိုလိုရင်းမရောက်ပဲနားရှုံမှာဆိုလို့ကန်နဗီနွိုင်းအပင်ရဲ့တဘာဝကို အနည်းအချင်းထည့်ဝင်ပြောပြပါရစေအခုပြောမယ်ကန်နဗီနွိုင်းအပင်ရဲ့အကြောင်းနားရင်စရာအောင် ပြောပြမယ်စာသားပိုက်ကတော့အခုတင်ဆက်သူရဲ့အာဘုံဖြစ်ပါတယ်နော် ဒီဆောင်မမှာပြောခဲ့ကြတဲ့ဆေးဘုံဝင်တစ်ပင်ရဲ့နာမည်ကို cannabis လို့ခေါ်ပါတယ်အပင်ရဲ့မျိုးရင်းစိတ်နာမည်ပေါ့နော်ဒီအပင်မျိုးတွင်စီကနေတခြားသောဓာတ်တဘာဝတော့အပြင်သူ့စီကနေ cannabinoid လို့ခေါ်တဲ့ဓာတ်တဘာဝထုတ်ယူနိုင်တာပါဒီ cannabinoid ဓာတ်ကိုစိတ်ပြည့်စုံမှုရောစေဖို့သူ့တည်တနာလုံဆောင်ချက်တို့မှာသုံးကြပါတယ် လက်တွေ့မှာဂျိုးရဲ့ပတ်ဝန်းကျင်မှာအပင်အဖြစ်တွေ့ကြရတာကတော့ Cannabis Night ဓာတ်သက်တည်ထုတ်ယူနိုင်တဲ့ Hemp အပင်နဲ့ Marijuana အပင်ပေါ့နော်မြန်မာမှုပြုတဲ့ Marijuana ဆိုတာကတော့နာမည်အားဖြစ်တော့စေးချောက်လို့ခေါ်တယ်တနည်းအားဖြင့်ဘန်းစကားနဲ့ဆိုရင် Weed လို့ခေါ်တယ်ပေါ့နော်ဒီအပင်နှစ်ခုရဲ့မျိုးရင်က Cannabis မျိုးရင် Cannabis Night ဓာတ်သက်တည်ပုံထုတ်ယူရတယ်ပေါ့ ဆိုတော့ဒီမှာပြဿနာတစ်ခုကစိတ်မုန်းကြံတာတို့ဖြေရောဖို့ဆေးဘက်ဝင်လို့အသုံးတည့်ပါရင်ဆိုတော့ခန္ဓာ B night ဓာတ်သတ္တိရယူနိုင်နေဆိုပေမဲ့ဒီသတ္တိအပြင်သူတို့စီမှာနောက်ထပ်မသင့်တဲ့ဓာတ်သဘာဝလို့ပြောနိုင်တယ်လူကိုပျော်လွန်းနေခြင်းစကားများများပြောခြင်းအကြည့်ဆူရှာလွန်းခြင်းကြီးမောလွန်းခြင်းအစာအစာကျင်စိတ်များလွန်ခြင်းစိတ်ရှုပ်ထွေးလွယ်ခြင်း အာယုံမဆူးဆိုင်နိုင်ခြင်း မေ့လွယ်နေခြင်း၊အားအင်ကုန်ခန်းခြင်း၊အိမ်ငိုက်ခြင်း၊အထိန်အချုပ်လျော့သွားခြင်းစတာတွေကနေမူးရစ်ရီဝင်စေတတ်လို့ height ဖြစ်စေတဲ့ဓာတ်သက်တွေမျိုးပါဝင်ပါတယ်။ဟမ်အပင်နဲ့မာရီဝါနာအပင်နှစ်ခုရဲ့ရလက်ကို ခွဲခြမ်းအချက်အလက်ထုတ်ကြည့်လို့ဟမ်အပင်အကြောင်းကို အရင်ပြောကြရမယ်ဆိုရင်တော့ သူ့စီမှာ THC လို့ဆိုပြီးခေါ်တဲ့ tetrahydrocannabinol လို့ဟိုက်ဖြစ်စေတဲ့ဓာတ်သတ္တိပေါ့နော်ဒီဓာတ်သတ္တိအလွန်နေပါပါတယ်0.3%အောက်လောက်သာ ham အပင်စီမှာပါဝင်တာကိုတွေ့ရပါတယ် CBD ဆိုတဲ့ cannabinoid သတ္တိက လူကိုနာရာကျင်တာရောပါစေရဲ့စိတ်အခြေအနေကိုတက်တောင့်တတဖြစ်စေဖို့လုံပေးတဲ့ထက်သက်တိဖြစ်တာမို့လို့ ham အပင်စီမှာပိုများတာကိုတွေ့ရပါတယ်ဒါကြောင့် ham အပင်ကို လူသုံးပစ္စည်းတွေဖြစ်ကြရတဲ့ဥပမာ C အမြင်အဝတ်အထည်ဈေးဝပစ္စည်းအစာအသောက်စာရီမှာထည့်ဝင်လို့သုံးဆွဲကြပါတယ် ဟမ်အပင်ကနေပေးရတဲ့တဘာဝကလူရဲ့စိတ်အစဉ်ကိုအထင်းအချုံမဲ့အရန်အရန်ဟိုက်ဖြစ်သွားတဲ့ပမာဏအထိမပြင်းထန်ဘူးလို့ဆိုနိုင်ပါတယ်နော်နောက်တစ်ခုကတော့မာရီဝါနာအပင်ပေါ့သူစီမှာတော့ THC tetrahydrocannabinol ဆိုတဲ့ဓာတ်တဘာဝအရန်အရင်များများကြီးပါဝင်နေပေါ့5%ကနေ20% ဒါမှမဟုတ်ဒီထက်လည်းပြင်အားပိုများများပါဝင်နိုင်ပါတယ်။ဒီအတွက်မာရီဝါနာအပင်ကိုသုံးဆွဲရင်လူအထိတ်အကွန့်မဲစေရဲ့ပြင်အားများများရစီရဖြစ်လို့လူမှာဟိုက်ဖြစ်စေတတဲ့လူကိုအထိတ်ချုံနေစေတတ်ပါတယ်။ဒါကြောင့်တချို့နိုင်ငံတွေရဲ့ဥပဒေအရကန့်သက်ထားတာဖြစ်လို့မာရီဝါနာအပြင်ကိုဆေးဖြစ်အဝါဖြစ်ပမာဏအနည်းငယ်သာ အကန့်အသတ်ထားလို့သုံးစွဲပြီးရှိရဖြစ်ပါတယ်။ ပြီးတော့အခုစောင်းမရှင်ရဲ့ပြောပြချက်ကိုအတူချုံပြီးတော့တင်ဆက်သူရဲ့အဘော်အနေနဲ့ပြန်ကောက်ကြမယ်ဆိုရင်တော့ခန်နဗီ night တတ်တတီကို အပင်နိုးစီကနေထုတ်ယူပြီးစိတ်ပြည့်စည်ခြင်းတိုက်ဖြတ်ဖို့ရည်ရွယ်တဲ့သူတေသနာဆန်းစစ်ချက်ရလဒ်တွေရယူတဲ့အခါမှာကောင်းကျိုးအပြင်ဆိုးကျိုးများပါတွဲဖက်ရှိတာဖြစ်တယ်လို့ကြဲကြဲပြန့်ပြန့်အတုံးချလို့မရသေးဘူးလူအတွက်အဘေးဖြစ်စေနိုင်တာမို့လို့ဥပဒေအရကန့်သတ်ထားသေးတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်နော်။ဒါဖြင့် ဒီဆောင်းမရဲ့နောက်ဆုံးတစ်ချက်ဖြစ်တဲ့စိတ်ပြည့်စုံမှုရော့ပါစေပါစီကိုဆက်လို့ပြောကြရအောင်ပါ။နံပါတ်6အချက်မှာတော့ sleep with a weighted blanket စိတ်ပြည့်စုံသက်သာဖို့စောင့်ထူထူခြုံအိပ်ပြီးပါ။သူတေသနာအချို့ကပြထားတာအရာမှာအိပ်ဆက်တဲ့အခါစောင့်ခတ်ထူထူကိုခြုံလွှာအဖြစ်အသုံးပြုခြင်းကစိတ်ပင်ပန်းတင်းကျပ်မှုကိုညှော်နေစေနိုင်တယ်လို့တွေ့ရပါတယ်တဲ့။ ဒါပေမဲ့ဒီအကြောင်းနဲ့ပတ်သက်တဲ့သူတေသနာတွေကများများဆဆမရှိသေးပါဘူး။ဈေးဘက်ဆိုင်ရာအတုံးချမှုတစ်ခုအဖြစ်တရားဝင် လက်တွေ့ကြကြအတုံးပြုဖို့အတွက်မှာတော့အတီးပြုတ်နိုင်မှုရဲ့ထက်မှန်လေ့လာဖို့လိုနေစေဖြစ်ပါတယ်။ဒါပေမဲ့လူအများစုအတွက်ဆိုရင်တော့ဒီလိုအလေးချိန်ဝိတ်များများပါတဲ့ blanket တွေကို စမ်းသုံးကြည့်တာကတော့မြ мян ဆာဆာထိခိုက်နိုင်မဲ့အနေနဲ့မရှိသလောက်ပါပဲဒီလိုလေးလံတဲ့စောင်းသွားအောက်ထင်မှာတကူလုံးဖုံးအောင်လို့နစ်မြုပ်အိတ်ဆက်ကြည့်တဲ့အခါမှာကိုကိုတိုင်းကိုတယောက်ယောက်ကဘေးကနီးနီးတွူးတွူးပြေဖက်ပြီးထားသလိုမျိုးခံစားချက်ကိုရစီတာမျိုးအနားယူအိတ်ဆက်ရခြင်းအတွင်မှာစိတ်အေးအေးချမ်းချမ်းလုံလုံချုံချုံထားဖို့အကူအညီအများကြီးဖြစ်စေပါတယ် တကယ်လို့များကို့နေထိုင်ရာနေရာဌာနအတွင်းကအေးဆက်တဲ့နေရာတို့ကိုကိုကရွေးချယ်အေးဆက်တယ်။ကိုရင်ကလည်းပဲစိတ်ရှုပ်ထွေးပင်ပန်းနာတို့ကိုကြုံတွေ့နေရတဲ့အခြေအနေဖြစ်နေခဲ့မှာဆိုရင်ကိုအေးဆက်အနားယူရတဲ့အခါမှာတက်တောင့်တက်တာနှီးထွေးလုံကြုံနဲ့ခံစားချက်ကိုရရှိပိုင်ဆိုင်ဖို့စောင်ခတ်ထူထူခြုံအိတ်ကြီးရဲ့နီးလန်းကိုစမ်းသက်အသုံးချလိုက်တာက ကို့အတွက်တကယ်ပဲထိုက်တန်တဲ့နီးလန်းတစ်ခုဖြစ်လို့နေနိုင်ပါတယ်။ ဟုတ်ကဲ့ပါရှင် Podcast for Hope အစီအစဉ်လေးကနေ9 Natural Remedies for Calming Anxiety Without Medication ဆိုတဲ့ဆေးတောက်စရာမလိုပဲ ိတ်ပြည့်စုံမှုပြေပြောင်းမဲ့တဘာဝအနေနဲ့ကိုယ့်ကိုယ်ကိုနားစင်ခဲ့ကြပြပါပြီ။ကိုယ့်ရဲ့နေတိုင်းဘဝမှာစိတ်ပင်ပန်းနှွမ်းနယ်မှုတွေနဲ့တူရှည်ရှည်ကြကြလက်ခံမနေပဲတဘာဝအနေနဲ့များနဲ့ပြေပြောင်းသက်သာစေမယ်လက်တွေ့အသုံးဝင်အချက်များကိုပိုင်ဆိုင်ရရှိနိုင်ကြပါစေကြောင်းတောင်းဆိုပြုလိုက်ရပါတယ်။သိလိုတဲ့အချက်များရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမိမယ်လို့ရပါတယ်။